ဒီ page က copyright 6ချိန်ထိပြီးမှ page rich enrichment နဲ့လုံးဝကျသွားခဲ့တဲ့ page recommendation အပိုင်းလဲ suspended ဖြစ်သွားခဲ့တဲ့ moderation အပိုင်းလဲ registered ဖြစ်ပြီးမှကျွန်တော်ရှိမှ subs at page ပေါ့နော်ဒီ page online မသိနားမလဲပဲနဲ့သူများ video တွေ TikTok က video တွေအလွယ်တကူ download ဆွဲမှသူ page မှတင်နေပြီးလို့ရှိရင်သူများ page မှတင်ထား video တွေအလွယ်တကူ download ဆွဲပြီးသူ page မှတင်တဲ့ခါမှာ reuse content နဲ့ပတ်သက်ပြီး violation နဲ့ content နဲ့ပတ်သက်ပြီး communist တဲ့ violation ကိုမလဲနာပဲတင်နေအတွက်ကြောင့်သူ page မှာ straight 6ချိန်ထိပြီးမှ page quality အနေအံဖြစ်သွားခဲ့မှကျွန်တော်ရှိမှ subsetter ဥစားကျွန်တော်ဖက်ကနေဒီ page ကိုတခြားစစ်ဆေးပြီးဖြစ်နေတဲ့အမားတွေကိုဖယ်ရှားပြီး page ရဲ့ setting setup ပြီးတခြားလေးချိန်ပေးပြီးမှဒီ page ကို request review affiliate တင်ပေးလိုက်တဲ့အချိန်မှာအချိန်တို့အတွင်းမှာပဲ page ကစတင်တော့ခဲ့တဲ့ page in the care အတွက်ကြောင့်မို့ page is recognition enable ဖြစ်လာခဲ့တဲ့အတွက်ကြောင့်မို့တင်တဲ့ post content အားလုံးကဒီ page မှာရှိတဲ့ follower အားလုံးစီကိုရောက်စေတဲ့ဒီ page မှာရှိတဲ့အားလုံးစီကို notification ရောက်တဲ့အတွက်ကြောင့်မို့ reach engagement တိတိတရတိုးလာတယ်။နောက်တစ်ခုကဒီ page quality စိမ့်တော့ခဲ့တဲ့ page is recognition enable ဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီ page မှာတင်လိုက်တဲ့ post content တွေကဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့ Facebook က automated suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အတိတ်တွေတိုးပြီးလာတယ် reach english မှာအတိတ်တွေတိုးပြီးလာတဲ့အတွက်ကျွန်တော်သူ့ရဲ့ page က 4 million အထက်ထိကို rich englishman တွေတက်တော့ခဲ့ပါတယ်။ယုံကြည်ပြီး service တွေအထူးကိုကျေးဇူးတင်တယ်။ပြီးလို့ရှိရင်ဒီ page owner လည်း copy post copy content နဲ့တင်ချင်တယ်ဆိုရင် copy post copy content တွေကို corporate looking အောင်ဘလို့ editing တွားရတဲ့တက်ပုံလေးစာသားတွေ video တွေကို corporate looking အောင်ဘလို့တင်သွားရတဲ့တချင်းတွေကိုဘလို့ဖြည့်ညက်ကဲလုပ်ပြီးထည့်သွားရဆိုမှဒီ page owner အားလုံးပြောပြချင်မှာကျွန်တော်တို့ပြောတဲ့အတိုင်းလိုက်နိုင်ပြီးတွားရတဲ့ကျွန်တော် page ကအခုလက်တွေ့ပဲ straight အားလုံးပြတ်သွားခင်မှာ Best Wish Englishman နဲ့တိတိတတ်တာပြောင်းလဲလာပါတယ်။ယုံကြည်ပြီး subscribe အတွက်အထူးကိုကျေးဇူးတင်ပါတယ်။